အစကောင်းဝင်မဲ့နောက်မလာပဲရေးကြီးချိန်မှာတိုင်ပတ်နေတဲ့အင်တာမီလန်အင်တာမီလန်တင်းတွက်ကတော့တကယ်စိုးရိမ်စရာကောင်းတဲ့အချိန်ကားကိုရောက်ရှိနေပါတယ်ချန်ပီယံလိမှာဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာကစားခဲ့တဲ့ပြိုင်ပွဲ၃ပွဲဆက်တိုက်မှာတကူမှမသွင်းနိုင်ပဲရှုံးနေခဲ့ပါတယ်ပထမဆုံးဘိုလုံးနာကိုအဝေးကွေးမှာတကူကုန်းရှိနေရှုံးနေခဲ့ပြီးပြီးခဲ့တဲ့ကိုပါအီတလီယာဆီမီဖိုင်နယ်မှာလည်းမြို့ကန်ပြိုင်ပွဲအစီမီလန်ကိုအိမ်ကွင်းမှာတင်၃ဂိုးကုန်းရှိနေဂိုးပြတ်ရှုံးနေခဲ့ပါတယ်တနင်္ဂနွေနေ့ကလည်းရိုမာကိုအိမ်ကွင်းမှာတကူကုန်းရှိနေထပ်မံရှုံးနေခဲ့တာကြောင့်အင်တာမီလန်ရဲ့အခြေအနေဟာတော်လေးကိုဆိုးရွားနေတယ်လို့ဆိုနိုင်ပါတယ် အတိုင်းမင်းရဲ့ဒီလိုရလဒ်စတိုးရီကြောင့်နာပိုလီအသင်းတော်စီးဒီရဲ့ချန်ပီယံဆုကိုရရှိနိုင်ဖို့ခွင့်ရေးကောင်းကြီးရရှိသွားခဲ့ပြီလို့ပြောလို့ရပါတယ်။အခုချိန်မှာနာပိုလီယာအင်တာမီလန်ကိုရမတ်တော်လေးဖျက်ထားနိုင်ပြီဖြစ်ပြီးကြံပွဲတွေကသာကောင်းကောင်းကစားသွားနိုင်ရင်ချန်ပီယံဆုကသူတို့လက်ထဲကိုရောက်လာမှာအသေးချာသလောက်ဖြစ်နေပါတယ်။အင်တာမီလန်အတွက်ပိုပြီးစိုးရိမ်စရာကောင်းတာကသူတို့ကချန်ပီယံလိဆီမီဖိုင်နယ်မှာဘာစီလိုနာလိုအင်အားကြီးအသင်းနဲ့ထိတိုက်တွေ့ဆုံရဖို့ရှိနေတာဖြစ်ပါတယ်။အခုလိုဂိုးမသွင်းနိုင်တဲ့ကြံစည်ပိုင်းအားနည်းနေတဲ့အနေအထားမျိုးနဲ့ ဘာစီလိုနာကိုရေဆိုင်ရမယ်ဆိုရင်အတော်လေးခက်ခဲနိုင်ပါတယ်။အင်တာမီလန်အနေနဲ့ဒီချီနီကနေရုံထွက်နိုင်ဖို့ဆိုရင်တိုက်စစ်ပိုင်းကိုအများဆုံးပြန်လည်ထူထောင်မှုလိုအပ်ပါတယ်။လူကာကိုနဲ့လော်တာရိုမာတီနက်တို့ရဲ့တိုက်စစ်တွဲဟာယင်းလိုချီချွမ်းကောင်းနေပြန်လည်ပြသနိုင်မှသာဘာစီလိုနာကိုချင်းတိုင်နိုင်မှာပဲဖြစ်ပါတယ်။တပ်ပြင်ခန်းစစ်ပိုင်းကိုလည်းပိုပြီးတောင်းတအောင်လုပ်ဖို့လိုအပ်ပါတယ်။နောက်တန်းမှာမလိုအပ်တဲ့အမားတွေကိုရှော့ချပြီးအတင်းလိုက်စီးလုံးညီညွတ်စွာကစားနိုင်မှသာဘာစီလိုနာရဲ့တိုက်စစ်ကိုဟန်တားနိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးဆိုတာဘာမှမဆိုဖြစ်သွားနိုင်တဲ့အရာပါ။ အင်တာမီလန်အနေနဲ့သူတို့ရဲ့အားနည်းချက်တွေကိုမြန်မြန်ဆန်ဆန်ပြင်ဆင်ပြီးချန်ပီယံလိမှာတော့ CDA မှာပါဘလို့ပြန်လဲရုံထွက်လာမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုချိန်မှာတော့နာပိုလီရဲ့အိမ်မက်ဟာတဖြည်းဖြည်းနဲ့အမှန်တကယ်ဖြစ်လာဖို့နှိစက်နေပြီလို့ဆိုနိုင်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှန်တကယ်ဖြစ်ပြတ်